ီလိုရင်အိမ်မှာပြောဖြစ်လားဆိုတော့တင်တဲ့စာလေးတွေအိမ်မှာအသုံးဝင်လားပြောဖြစ်နေလားမိမိလိုရင်ရောပြောဖြစ်တယ်တိကျဒေနာကအခန်း foreigner အခန်းဆိုတော့တဲ့ရဲ့ဆိုတော့ကနမွန်လီမော်နီလောလိုက်ကိုပြောချင်တာပြီးတော့သူလည်းကလေးရှိတော့ကို့မှာတော့ကလေးနဲ့ဝေးနေတော့သူ့ကလေးနဲ့တတ်တော်ပြီးတော့ပြောလိုက်အဲ့လိုမျိုးပဲနေနေနေ Wow and keep doing yes. that အော်ဘီနော်အေးအခုတကြတော့ foreigner ကလေးနဲ့ပြောတဲ့အခါမှာဒီစာလေးတွေသုံးဝင်လား ကိုတင်ထားတဲ့စာလေးတွေနေတော့ဝင်နေသူကငင်းဟိုသမသူ့မြန်သမင်းခုနေလို့ရှင်ကိုအဲ့ပဇက်ကြီးသမင်းငုံငုံပြီးလှမ်းပြောနေရှင်ကိုကပြန်ပြောလိုက်တယ်အာ don't hold food with your mouth အဲ့လိုမျိုးပြန်ပြောတယ်သူကိုကပြန်ပြောလို့ရှင်အော် it's okay thank you so much အဲ့လိုမျိုးတခါသူပဇက်မှာညစ်ပတ်နေဆိုရှင် wipe your mouth with the tissue အဲ့လိုမျိုးကိုလှမ်းလှမ်းပြောလိုက်တယ်အေးပြီးတာပဲအဲ့ဒါလုံးဝတဲ့ကိုအတုံးချနေရနော် i'm so proud of you အဲအဲ့လိုမျိုးအင်အားကလေးတွေနဲ့မမေတို့တလုံးနှလုံးအဲ့လိုပြောဖြစ်ရင်လေတိလား foreigner ကလေးတွေနဲ့ပြောဖြစ်ဖို့ကအိမ်မှာကျင့်ပြီးသားဖြစ်နေရလीနော်ဆိုတော့အိမ်မှာကျင့်ထားလို့ရှိရင်အပြစ်မှာ easy ပဲဒါကြောင့်မလို့အိမ်မှာ practice မလုပ်လို့မရဘူးဆိုတော့အဲ့ဒါ၄ဆိုတော့အိမ်မှာမမေတို့ကောင်းကောင်း practice လုပ်ထားတယ်ဆိုရင်အပြစ်မှာဘယ်သူပဲလာလာ confidence ရှိပြီးသားမထစ်ပဲနဲ့ပြောနိုင်တယ်နော်ဆိုတော့ good job အာ okay အားရတယ်နော်ပန်းရနဲ့အိမ်မှာပြောဖြစ်လားအားစာတွေလောက်ပါอืม တယ်ပါဆိုလဲဟိုဟာ throw the trash in the dustbin လို့ပါဘူးအဲ့လိုမျိုးတွေပါပြောတယ်ပြီးတော့သူကသူဘောင်းမီဝေဟာ put on your pan အဲ့လိုတော့ပြောတယ်တုံးလို့ရတဲ့ဟာပြောလိုက်တာပဲ I'm so proud of you ရတော့ငယ်ရတော့သမီးကအဲ့လောက်ပဲနားလေဒီကဒီချက်နှစ်နှစ်ကျော်လေးပဲဆိုတော့နှစ်နှစ်နဲ့လေးလောက်ပဲရှိတယ်ဟုတ်တယ်ဟုတ်တယ်မဟုတ်သူကသူပြောလာလိမ့်မယ်ကလေးငယ်လေးတွေကလေးနည်း စာအုပ်ထဲမှာ happy family တို့ပါလို့ပါရင်တော့ like ပြောတတ်နေပြီသူကအကုန်လုံးလိုက်ပြောဟုတ်လား brain တော့ကောင်းတယ်အကုန်အကောင့်တွေပါလဲတော်တော်တည်အဲဟုတ်ပြီဟုတ်ပြီအဲ့ဒါအမေတို့ကပြန်တင်နေရအေးမဟုတ်ဘူးအမေတို့ကကိုကိုကိုတိုးတက်ခြင်းစိတ်ရှိလို့လာတတ်တာလေဆိုတော့အမေတို့ပုံစံကိုကြည့်ကြရကလေးတွေကတော်မယ်ဆိုတာသိပြီဒါပဲကဲနောက်တစ်ယောက်ကိုမေးပါမယ်နော်နော်ဒါနီပြောဖြစ်လားပြောဖြစ်မယ်ထင်တယ်နော်ဒီတယောက်ကိုကြည့်ရပြောဖြစ်တယ်အေးတော်တော်ပြောဖြစ်မဲ့ပုံပေါက်တယ် အဲ့မှာဗတိယောက်ရှိလေခင်ဗျာနှစ်ယောက်သားလေးကအရင်ဆော့တယ်နော်သူ့ကိုတကတ်တယ်လေဘဘွားဒေါ့ဒရက်ဆိုသူကအနောက်ကနေယူမိုက်စ်လေးတယ်သူကသူကဒေါ့ဒရက်ပြောတယ်လေရှင်အဲ့လိုပါပဲကလေးတွေကတော့အယမ်းမြန်တယ်ဟာတလေးလူကြားရရမှလူကြားရရမှသူကအရှက်ခွဲတယ်မူမူပါပြောတာလေနားမလဲအော်ကဲနောက်တစ်ယောက်တိရာအောင်ကိုပြောဖြစ်လား ကျေဒီမှာပြောတာလားဒီရှင်မထီတော့ကျေဒီမှာပါဒီမှာပါတီရာအောင်ပါမတီရာအောင်ပြောဖြစ်လားပြောဖြစ်တယ်ဒီရှင်အိုနေလေဟိုတီရှင်ကိုလည်းအရင်ဆုံးပြောရှင်တယ်ကြီးစွာအများကြီးတင်ပါတယ်လို့အစတော့တီရှင်နဲ့မတွေ့ခင်ဆိုလို့ရှိရင်ကိုကကိုတော့လစ်လာတယ်လစ်လာပေမဲ့ဟိုဘာကိုစလစ်လာလို့လစ်လာရမှမသိဘူးဒါပေမဲ့ဒီဆိုပြီးတော့လေကိုလုံးလဲဟို အကုန်လုံးစုံနေလို့ပြောမှာပေါ့ကွာဟိုနင်းတယ်ဆိုလို့ရှိရင်မိနစ်တယ်ဆိုလို့ရှိရင်လေဟိုပြီးလို့ရှိရင်ကလေးလည်းပြောဖြစ်တယ်ပြီးရေချိုးလို့ရှိရင်လည်းပြောဖြစ်တယ်သွားတာလာတာကအစခမဟီယာအဲ့လိုမျိုး um come here i i'm a call you အဲ့လိုမျိုးပြောဖြစ်တယ်ပြီးလို့ရှိရင် lie down အဲ့လိုမျိုး just sleep အဲ့တော့အဲ့လိုမျိုး it's really just your umbrella အဲ့လိုမျိုးပြောဖြစ်တယ်တော်တော်များများဒီ share ဟိုဒီတိုင်းကြိုးစားလိုက်တာရော ရတဲ့လောက်ကိုနော်ရေချိုးတဲ့အချိန်လဲပြောလိုက်တာပဲနော်ကြုံရင်ကြုံသလိုကိုလုံးပြောလိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့စောင်းနဲ့ဒီလိုဒီလိုခြံလို့ကြည်ပြီးတော့အဲ့လိုမမမဖက်ဖြစ်ဘူးဟိုကလေးနဲ့ပြောတယ်မိုးလင်းလို့ရှိရင်ကလေးနဲ့မပြောဘူးဆိုလို့ရှိရင်ကိုကကိုအင်္ဂလိပ်လိုနည်းနည်းတွေးတယ်အဲ့လိုပဲတွေးတယ်စောင်းနဲ့ကြည့်လို့ဖတ်တာတော့ကျမလည်းပြင်းတယ် ဟုတ်တယ်မဟုတ်ဘူးကိုပြောတဲ့ဟာလောက်ရမှာပဲလေနော်ဇာုပ်ဖတ်တဲ့ချင်းပြောတဲ့လူဆိုလို့ချင်းဇာုပ်ဖတ်ပါ recording နားထောင်ရင် AC ပဲဆိုရင်တော့ recording နားထောင်အခုသူ့လိုမျိုးပြောရင်းနဲ့သင်မယ်ဆိုရင်ပြောရင်းနဲ့ပဲလေ့လာလိုက်ပါပြီးတာပဲကိုကြိုက်တဲ့ဟာဆိုလို့ချင်းဟိုထထထဖိတယ်ပါဆိုလို့ချင်းကျက်တင်ထားတဲ့ဟာလည်းမမြောက်ပါဘူးအဲ့လိုနားကိုတင်လေပို့ပြီးတော့လမ်းကြောင်းတွေပြွေလာသလိုခံစားရတယ်အဲ့လိုမျိုးဟိုနားလေတော့ပို့မှာอืม thank you so much for saying that you're so lovely ကဲနောက်တစ်ယောက်ကိုမိပါမယ်နော်ယတနာမယတနာအိမ်မှာပြောဖြစ်လားဟုတ်လားတနည်းဆက်ဖြစ်နေတနည်းဆက်ရှင်နေမလေးရှားမှာဟာကြောက်တဲ့နေရတနည်းအော်ဟုတ်ကဲ့ဟုတ်ကဲ့နဲ့တက်ပြီးလဲတက်ပြီးနောက်ပိုင်းတမီးကဟိုဟာသူ့ကိုမြန်မာလိုသိပ်မပြောခိုင်းအင်္ဂလိပ်လိုပြောခိုင်းတယ်အဲစာရရင်လည်းအင်္ဂလိပ်လိုပဲရိုက်ခိုင်းတယ်သူကလည်းအင်္ဂလိပ်လိုပဲရိုက်ပေးတယ်အော်ဟိုတမီးနဲ့ဟိုဟာပေါ့နော်အမြဲတမ်း Viber မှာစာပို့ရင်အခုနောက်ပိုင်းသူတမီးကအဲတချင်းစီတမီးကတက်ခိုင်းတာတက်ခိုင်းပြီးတော့မှအခုအင်္ဂလိပ်လိုပဲပို့ရတယ် စကားပြောရင်လည်း तू อ่ะများသောအားဖြင့်အင်္ဂလိပ်လိုပဲပြောခိုင်းတယ်တမီးอ่ะဩအဲ့ဒါဆိုရင်တော့တော်တော်ကောင်းပြီအဲเนาะကလေးတွေအခုအိမ်မှာမပြောရင်မမေတို့ကလေးကြီးသွားရင်နိုင်ငံခြားရောက်မှာအဲအချိန်လဲပြန်ပြောရမှာเนาะဆိုတော့တေချာလေးပြန်ပြောတာဟုတ်တယ်เนาะအခုမလုပ်ရင်နောက်မှလုပ်ရမယ်ဆိုတော့အရန်ကောင်းတယ်မယတနာကြီးအမေတမီးကလည်းရန်ကျေးဇူးတင်တာကြတော့လေဟိုဟာရန်သားကြတော့မင်းင်းတွေကိုသိရဒါပေမဲ့တခုနဲ့တခုနဲ့ချိန်ဆက်တာကိုကြတော့ဟိုဟာလေအင်္ဂလိပ်စာနဲ့ဝေးသွားရဆိုတော့မသိတော့ဘူးဒါပေမဲ့တီချဲတင်ပေးလိုက်တဲ့ပုံစံလေးကကြအရန် ဟိုမှတ်ရလွယ်တယ်မှတ်ရလွယ်တယ်အရင်ဆက်နှစ်စီကိုဖျက်အောင်စီရတာလေအရင်အဆင်ပြေတယ်အဲ့လိုမျိုးပေါ့နော်တခါတည်းမမီအောင်တင်ပေးတတ်တော်လေအဲ့လိုစိတ်ဆွဲအောင်တင်ပေးတတ်တော်အဲ့ဒါတော်တော်လေးအဆင်ပြေတယ်တကယ် thank you so much ဒီလိုလဲတကယ်ဒီကိုတက်ဖို့အတွက်ကိုဟိုကအရင်ပြောပြထားပြီးတယ်တအားကောင်းနေဆိုတဲ့အကြောင်းပေါ့နော် thank you so much အရင်ကျေးဇူးတင်ပါတယ်တကယ်တကယ်အကလေးသမီးရဲ့အမေလေးရတယ်တက်ချင်ကြတာလေသမီးရဲ့တငယ်ချင်းရဲ့အမေလေးရတယ်တက်ချင်ကြတာပေါ့နော်အဲဆိုတီချဲရဲ့ဟိုဟာ ပြထားတယ်ဗောနော Facebook account ကိုပို့ထားပြီးတော့မှာအစီအစဉ်တွေကတကယ်ကိုအဆင်ပြေပါတယ်လို့တက်လက်တက်လို့ဟောမျိုးသားနဲ့လည်းဗောနော်ပြောဖြစ်တယ်။ तू อ่ะ तू อ่ะကြတော့အစပြ तू อ่ะနည်းနည်းရင်းတော့ပြောတော့လေအဲအခုကြတော့သူ့နဲ့အတူလိုက်တော့ပြောပေးဖြစ်တယ်ဟုတ်။အော်အဲ့ဒါဆိုကောင်းတာဗောနော်အဲ့ဒါဆိုဘုကောင်းတာဗော I'm so proud of you man and Amy ရော my Amy ရောမင်္ဂလာပါမင်္ဂလာပါ Amy အမြဲတမ်း Zoom နဲ့ပတ်နေကင်မရာတွေပပိုက်ပြီးတော့ join နေ ေရတာ3လေးပတ်လောက်ရှိသွားတယ် sorry not this year it's okay အမြပြောနေတယ်ပြောမစားတမီးနေတော့မဟုတ်ဘူးတမီးနေတော့အနေချင်းပေါ့တမီးနေတွေ့ရလဲနည်းနည်းနဲတယ်အခီးသွားတာတွေများတော့ overseas သွားတဲ့ချိန်လဲအဲ့လိုပြောတော့ပေါ့ဟိုမှာကျတော့ overseas မှာကျတော့ဟိုဘယ်လိုပြောမလဲဟို english english လို့မတိုက်ရင်လဲဘာမှလုပ်လို့မရအောင်လေအေးလေအေးဟုတ်ပါအဲ့တော့ပြောဖြစ်တယ်ပေါ့อืมแล้วที่อังกฤษอ่ะเนี่ยเวทัวร์แล้วဆိုလို့ရှင်ဒီစကားပြောဖို့ကြောက်တာလဲပါတယ်မြင်ရလေး နောက်ပြီးတချို့ဟာတွေတကယ်တော့ငငယ်ရဆိုရင်အင်္ဂလိပ်အရင်ညှင်းတဲ့ထဲမှာတော့မပါဘူး။ဒါပေမဲ့ဘယ်လိုဖြစ်လဲတချို့ရယ်မပြောတော့ကြာတော့ပြောဖို့ကြောက်တယ်လေ။ဟုတ်တယ်ဟုတ်တယ်။တချို့စကားတွေတော့မပြီးတော့ဘူး။ဟုတ်တယ်အဲ့ဒါဖြစ်တတ်တယ်။အဲ့ဒါအိမ်ကနည်းနည်းရဲလာတာ။အဲ့လိုဖြစ်တာ။ဟုတ်လား။ပြောတာပဲလုံးဟုံးဟုံးပြောချလိုက်တယ်အဲ့လိုမျိုး immigration နဲ့တွေ့ရင်လည်းပြောလိုက်တာပဲအဲ့လိုမျိုးတွေပေါ့နော် အဲသူတို့နဲ့တွေ့လို့ရှိရင်လေပြောပြောပြစ်သွားတယ်ဟိုပြောရမယ်ငါပြောမှသူနားလဲမယ်လို့ပြောလို့ရှိရင်ပြောတယ်အဲ့လိုမျိုးအခြေအနေဖြစ်တာဟုတ်ဟုတ်တယ်ငါပြောမှသူနားလဲမယ်ဆိုအဲ့တော့ပြောပြစ်သွားတယ်ပေါ့အဲ့လိုမျိုးပေါ့ချက်ဟုတ်တယ်ဟုတ်တယ်เนาะအရန်ကောင်းပါလားအမေနဲ့ပြောရတာနည်းနည်းရေးသွားတယ်ပေါ့ อืมဟုတ်တယ်ဘာမှကြောက်စရာမလိုလေသူတို့လည်းဒါဟိုမှာအင်္ဂလိပ်လူမျိုးတွေကတော့သူတို့တွေပေါ့เนาะဒါပေမဲ့မြန်မာလူမျိုးတွေတဲ့ကအင်္ဂလိပ်တော်တဲ့လူတွေလည်းပြောရင်းနဲ့ရတဲ့လူတွေကြီးပဲလीကြောက်နေလို့ရတဲ့လူတယောက်မှမပါဘူးတကယ်တင်နေမကြွိုင်းခင်ရဆိုလို့ရှိရင်အမီတချို့ဒီရေရောစင်ပန်းလေးတွေကမှလीမပီကျင်တော့ဘူးတိလာအဲ့လိုမျိုးလေးမပီကျင်တော့ဘူးမပြောတာကြာတော့မပီတော့ဘူးပေါ့အဲတင်နေလဲကြွိုင်းမိွားရော အခီးတွေကလည်းတောက်လျှောက်ထွက်ရတယ်ပြောတာပဲမြ။အဲ့လိုမျိုး။ Oh, thank you so much. အရန်စိတ်ချမ်းသာတာပဲဒီနေ့ကတော့လေဘလို့တောင်အိပ်ပြောမလဲမသိဘူးနော်။ Okay. So, နလအတွင်တက်ပါမလားလို့မေးတဲ့လူတွေအများကြီးပဲနော်။အဲ့ဒီလူတွေအတွက်ဒီမှာတက်ပြီးပါနော်။ So, နောက်တစ်ယောက်ကိုမေးပါမယ်။ကဲမတ်ဇန် tip လည်းတော်တော်ရတယ်နော်။မေးလိုက်တိုင်းရတယ်ဒီတယောက်လည်းနော်။အမလီတော်တော်ကြီးကျူးတယ်မတ်ဇန် tip တိုင်းတုံอ่ะနော်။ ဗီဒီယိုအတန်လေးဖွင့်ပေးပါ you are muted အိမ်မှာကလေးတွေတွေ့တယ်တော်တော်ပြောဖြစ်မယ်ထင်တယ်ဟုတ်ပြောပြောရတွင်နေနေကြည့်ရတယ်17နှစ်လေးစအော်17နှစ်အော်ဟုတ်ဒီလိုစစ်ဒီစတဲ့နေဟာတွေလေးသူ့ကိုပြောသူလိုဖြစ်နေတယ်သူဟာအမေက TikTok ကြီးမကြည့်နဲ့အဲ့ဒါမျိုးက skin type is over ပါညာလေအဲ့ဒါတွေသူ့နဲ့ပြောနေအင်းအဲ့သူကနေနေကြည့်ရတိတ်မပြောချင်သူကအင်္ဂိတ်အင်္ဂိတ်ကြောင်းတော့သူတက်နေတယ် အော်အဲ့ဒါဆိုရင် it's okay သူတို့ကြီးလာလေးလေးမေမေတို့တော်ရာမြင်လေးလေးပြီးရင်မေမေတို့ကျောင်းမှာသွားလို့ရှင်လူကြားသူကြားမှာ English လို့တစ်လုံးနှလုံးပြောလိုက်ရင်လေသူတို့ကပြောတယ်ဆိုတော့အခု international ကျောင်းထားထားတဲ့မေမေတွေအတွက်အဓိကလေ so eagery diamond မငယ်ပြောကြည့်ပါအိမ်မှာပြောဖြစ်လားဟုတ်ပြောလေဘာသူမနေ့ကပြောပြီးတော့အစပြောဖြစ်တဲ့ဒီချင်းတမီးဒီနေ့သားကြီးပြောတော့ သူတို့ကကြောင်းသွားချိန်ညာတော့အဲ့မတွေ့တော့မပြောဖြစ်ဘူးသူတို့ဟောအငယ်လေးနဲ့ပြောဖြစ်တယ်ဟုတ်ကဲ့ရှင်အော်โอเคပြောဖြစ်ရင်ကိုချိန်နှပ်ပါပြီဟုတ်ကဲဘုရားမြတ်ဟုတ်ပြီမိနေနေရတော့ကိုကမဆက်ဘူးပေါ့နော်ချင်အကုန်လုံးရတယ်ဒါပေမဲ့ဆင်းတဲ့တစ်ခုကိုထွက်ဖို့ဆိုတာနှုတ်ကမြဲဘူးပေါ့ချင်ဒါပေမဲ့အခုကတော့ဒီလိုက်တဲ့ driver ဖြစ်ဖြစ် ကလေးတွေတော့တကယ်တော့နည်းစာကြီးပဲဆိုတော့လေဟိုနေရာတိုင်းသုံးဖြစ်ပဲဒီချင်းဟုတ်ကဲ့ပါဟုတ်အော် thank you so much i'm so happy for you အရန်ပြောပါတယ်အားလုံးအတွက်အသုံးဝင်နေဆိုလို့เนาะပြီးရင်နောက်နောက်တစ်ယောက်ကအာမဆိုးဆိုးအိမ်မှာပြောဖြစ်လာကလေးတွေဝိုင်းဝိုင်းလည်နေတာတွေ့တယ်เนาะဟုတ်ဒီချင်းဟုတ်ပြောပြပါတယ်ဟုတ်တယ်အငယ်လေးနဲ့ပြောဖြစ်တာလေးနှစ်ကျော်ဟုတ်အော်လေးနှစ်ကျော်ဆိုတော့ อืมပြောပါจ้างตั๋วได้เฉยๆโอเคแล้วตั๋วได้อังเกลี่ยตะนิดจ้ะ I get ready for school นักเรียนจ้างตั๋วมั้ยဆိုပြောတယ်အာ do it quickly မမြန်စာပြန်လာပြီဟိဆိုဘူးချင်ရရသေးဆိုအရန်ပူတယ်ဒီကျအာပူတော့ don't go outside it's hot အဲဒီခေတ်ကြီးကြတော့လေတခါလေအဲ့လေသပင်းအရန်ဆွဲတာလေသပင်းအရန်ဆွဲတော့လေအမ အဲတော်တော်များများတော့ပြောပြပါလေ။တိုက်ဆိုင်သလောက်ပြောဖြစ်တယ်เนาะတော်တော်များများကိုပြောဖြစ်နေပါပြီမေမေတို့။ဆိုတော့ကိုတင်နမ်းမတက်ခင်ကတအားကြောက်တဲ့အစင်းကနေဒီလောက်ပြောဖြစ်တယ်ဆိုကြရဒါမေမေတို့ရဲ့အောင်မြင်မှုပဲလीเนาะ။ဆိုမေမေတို့အောင်မြင်မှုကတချက်အောင်မြင်မှုပဲ။ So I'm so happy ဆိုဆိုရေကဲနောက်တော့ကိရှနာအိမ်မှာပြောဖြစ်လာပြက်မိခလေးကပိုငယ်တယ်လေ။ဟိုသူကဟင်းနေပဲသူကကြိုက်မယ်ဆိုရင်ပူတယ် blow blow is on fast ီ slowly ဖြည်းဖြည်းစာပူတယ်ဟိုရမယ်အရင်အဲပြီးရေချိုးပေးကပါ is time to take a bath ပြီးရောတိချက်တင်မလားမမေမဆိုခြင်းဘူး don't get was yeah. close so ပြီးတော့မေမေဝတ်တင်ဆိုကြပြီးတော့ तू ਨੇ तू ਨੇ အဲ့လိုအပေါ်မှာနေတဲ့ချိန်တော့ပြောပြတယ်ပြီးတယ်လား where is my ear where is my nose အဲ့တမျက်ကလေးကိုဆော့ပြနေတာ तू လက်လေးနဲ့ပေါ့နော် तू ကခါလေးကြဲ papa where is my mouth mouth မှာလဲလို့မေ तू လက်လေးနဲ့ထိုးပြအော်အေးပြီးတာပဲလေပြီးတာပဲလေကလေးတွေနဲ့ quality time my လုပ်Oh, okay. I'm so proud of you. Okay, and so now. it's my pleasure krishna is my pleasure and so nam go pyo phit la pyo phit ma le tuma di ma kle ya ma di ma so phong pyo yin pyo phit de အော်ဖုန်းပြောရင်ပြောဖြစ်တယ်ပြီးတာပဲလေအချိန်နေမျိုးမျိုးဘယ်အချိန်ရမလဲရတဲ့အချိန်ယူပြီးတော့မှပြောလိုက်တာပဲ good job ဟုတ်ပါဘူးကျွန်တော်ဒါအင်္ဂလိပ်အင်္ဂလိပ်ပဲကြိုက်တယ်ပမာလူပြောတာမကြိုက်ဘူးသူကမြန်မာစာကြိုက်ဘူးအင်္ဂလိပ်စာပဲကြိုက်တယ်အဲ့ဒါဆိုရင်တော့ပိုကောင်းတာပေါ့ပိုကောင်းတာပေါ့ဒါလည်းရှိရလားအပြူထင်နေရနော်ဆိုတော့မို့လဲဒါတယောက်ရှိတယ်အော် okay အဲ့ဒါကောင်းတာပေါ့ and i'm so proud of you mackie မျိုးနွယ်ပြောဖြစ်လား you are really a hard working mom နော်တကယ်ပြပါတယ်ဒီချေမှာအမြဲတမ်းပဲနော်တရံမဟုတ်နရံမဟုတ်မငင်းညူပဲနဲ့ပြုံပြုံလေးပဲစာတင်နေ I'm so proud of that အိမ်မှာပြောဖြစ်လားဟုတ်ကဲ့သမီးလေးကအရန်ငယ်သေးပြီမဲ့သူကနားလဲလွယ်ရလားတော့မသိဘူးအဲသူ့ဟိုမျက်နှာတစ်တဲ့ချိန်ထမင်းစားချိန်နေအဲ့လိုထွေးထုတ်ဆိုလို့ချင်းလဲ ဟိုဒီချေတင်တယ်လို့ပဲ speed data တော့ဘာညာ तू ပြောရင် तू နားလဲလို့လားမသိဘူး तू နားလဲလေပြီးတော့အမေလဲတော်လို့ပါဟုတ်အအများတော့ तू အတွက်ပဲချိန်နေပေးပြီးတော့ဟိုနေကျမလည်းတော်တော်ကြိုးစားနေရတယ်ဗောဒီချေပြီးတော့ဒီမှာအချိန်ကအရန်ဟွာဟာတယ်ဟိုနေဂျပန်မှာအလုံးနဲ့လာနေနေရတာဆိုတော့လေဟုတ်ကဲ့မြို့နယ်ကဂျပန်ဟလားဇာကြည့်စမ်းဒီတန်းကိုလည်းမရလဲတော့မမေးလိုက်နော်ဂျပန်အော်တော်တော်ကြိုးစားတာပဲအဲ့ဒါဆို ဂျပန်လူတွေကတော်တော်ကြိုးစားရန်กว่าတယ်ဒါပေမဲ့လည်းအော်သူဆိုပြီးတော့ပဲအခု7ခွဲเนาะဂျပန်ဟုတ်တယ်မလား7ခွဲရှင်7ခွဲเนาะဂျပန်မှာအခု7ခွဲသွားပြီဒီချိန်7 40ပေါ့လုံးဝအေးမငိုက်ဘူးเนาะအရန်ကြီးကျူးတာပဲ batch 8မှာဂျပန်နှစ်ယောက်တက်နေတယ်သူတို့ပြောတာတော်တော်အေးချင်တဲ့ကြည်နားလဲပြီးပါတကယ်နားလဲပါခင်မျိုးနယ်ကိုလေဂျပန်လို့တော့မထင်ခဲ့ဘူးလုံးဝအေးမငိုက်ဘူးเนาะ So thank you so much for paying attention to my class နော်အလောက်ကြီးစနစ်ခွဲညစနစ်ခွဲဆိုလူတွေဘလို့ဖြစ်မလဲအဲ့ချိန်တော့မှတနေ့ကြွတင်နေတယ် I'm so happy အကလေးရကြည်စမ်းလက်ပေါ်မှာအိပ်ပျော်နေတယ်နော် တကယ်ကြီးကျူးပါတယ်တကယ်လေးတကယ်ကိုကြီးကျူးပါတယ်ဆိုကိုတိချင်နေဟာရှိလို့ရှင်လဲမီးပါနော်မေမေတို့အိမ်မှာကိုပြောချင်နေဟာရှိလို့ရှင်လဲမီးပါနော် so တကယ်စိတ်ထဲကနေကြီးကျူးပါတယ်နော်ကဲနောက်တစ်ယောက်ကိုမီးပါမယ်ကျမလည်းအဲ့လိုပါနော်အင်္ဂလိပ်စာတော်တော်ဝေးသွားတယ်ဝေးဒီမှာကျတော့ အနည်းစဉ်တော့ကလည်းသူတို့နိုင်ငံစကားကိုပဲတုံးနေရတဲ့ခါကျတော့ဟာအဲ့လိုမျိုးခေါင်းထဲမှာရှုပ်ထွေးလာတာပဲနောက်တော့မဖြစ်တော့ဘူးတခုခုငါဆုံးဖြတ်ချက်ရရချမှာရတော့မယ်ငါအင်္ဂလိပ်စာရင်းနဲ့အရန်ဝေးသွားပြီဆိုပြီးတော့အာနဲ့ဒီချက် class ကို join လိုက်တာပေါ့ join တော့သမီးတော်လည်းတော်တော်အဆင်ပြေသွားတယ်အပြင်သွားရဆိုတချို့စကားလုံးတွေကိုကအဲ့လိုသူတို့နိုင်ငံဘာသာစကားကိုမသုံးကျင် အဲ့လိုဒီဟိုနေဒီဆယ်တင်မဲ့တမီးလေး노လျှောက်တင်းပါညာသူ့တို့လက်ဟန်ရှင်ရနဲ့ပြောရရင်တမီးကအခုဆယ်လာတာပြောတယ်သူကအရန်ဟိုနားလဲနေနားလဲနေသူကဆိုညင်ညင်လေးနေဖေးတယ်ဟုတ်ဒီချက်အဲ့ဒါဆိုရင်တော့သူကြီးလာရင်တော့ AC ပဲမေမေတို့မေမေစူးစားပုံနဲ့နော်ကောင်းတယ်ကောင်းတယ်ဒီချက်ကောင်းပါတယ် Okay နောက်ကျအဲ့ဒီအခုလေ basic class ကိုလည်းတကယ် join ကျင်ညာဒါပေမဲ့ဆယ်လာပိုင်းဆိုရင်မလုပ်ပါနဲ့ခင်မျိုးနွယ်ညအချိန်မလုပ်ပါနဲ့ညအချိန်မလုပ်နဲ့အဲ့ဒါမနက်တန်းဖွင့်ဖို့ရှိတယ် မနက်တန်းဖွင့်ဖို့ရှိရင်ညချိန်က55ရောက်ဖြစ်သွားပြီလူလဲများသွားပြီဆိုတော့ခင်မျိုးနွယ်ကကျတော့ညလဲစနစ်ခွဲပြီးတအားပင်မှန်းပြီးအဲ့အချိန်မလုပ်တော့နဲ့နော်မနက်တန်းနေလာမယ်ပြီးလို့ရှိရင်အာတကယ်မနက်အားလို့ရှိရင်တော့အဲ့မနက်တန်းကို join လိုက်ပါဒါပေမဲ့နောက်ထပ်တန်းနေရှင်လဲပြန်ပြောပေးမယ်ဒီနော်ကဲကျေတမလေးစနေတန်းကြီးတန်းလေးတွေဆိုရင်တော့ join ကျင်ပါသေးတယ်အခုကကလေးចောင်းပို့ပြီးတော့အလုပ်ပြန်ဝင်ရမှာဆိုတော့လေဒီအချိန်မှာဘလို့မအောင်ဆင်နေနိုင်လို့ဟုတ်အော်မနှက်တာเนาะအဆင်မပြေဟုတ်ပါဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဒီချေရဲ့တကယ်ဟိုမှဟိုနဲ့အဲ့လိုမျိုးအင်္ဂလိပ်စာတွေနဲ့ပြန်ညီကပ်လာလို့ပေါ့နော်ပြောသမီးလေးကိုလည်းပြောပြတယ်ဟိုကြမ်းတိုင်းရင်လည်းပြောတယ်သူအချိန်ပြည့်ပေါ့နော်ရေချိုးမယ်ဆိုလည်းပြောတယ်အင်္ဂလိပ်စကားနဲ့ပဲပြောပြတယ်ဟိုဂျပန်လိုကတော့နည်းနည်းပဲညံ့ညက်ပြီးတော့ပြောပြီးတယ်သူอืมๆဟုတ်ပါပြီ so thank you so much it's my pleasure guys မမေတို့အတွက်အသုံးဝင်အောင်တခြားတင်ရတာပေါ့เนาะ so မမေတို့အသုံးဝင်ပြီးဆိုကြရကကို့မှာအဲ့ဒါပဲပျော်စရာကအဲ့ဒါပဲ PT ကအဲ့ဒါပဲ so တယောက်ကိုမေးပါမယ်နော်ဘသူကြံသေးလဲဆိုတော့ရင်ရအောင်မရင်ရအောင်ပြောဖြစ်လာ í မှာရင်ရအောင်အေးစစီပဲနော်ကြည့်ရတာသူ့ကိုကြည့်ကြည့်အမနမရလဲရင်ရင်ပဲဟုတ်တူမလေးနဲ့တွေ့ရခါကြလို့ရှင်တော့ပြောဖြစ်တယ်သူကအခုမှဟိုကတနည်းနည်းတနာကြကြော်လောက်ပဲရှိသေးရဆိုတော့လေအေးရင်ရအောင်ရှင်တယ်အပြိုဟုတ်တယ်နော်เออဟုတ်တယ်จม้าอပြูตัดလို့ရလားဆိုတာယင်းဟုတ်โอเคတူမလေးเนี่ย မဟုတ်ဘူးနောက်တယောက်ရှိသေးတယ်အဲ့ဒါဆိုအော်ဒူမလီနဲ့တွေ့ရင် ပြောဖြစ်တယ်อืมဟုတ်ပါပြီဟုတ်ပါပြီဆိုတော့ပြောပါတယောက်မှကိုကိုရဲ့ဘေးမှာတယောက်မှမရှိရင်လေဥမာကိုဘာသာကိုစားနေတဲ့အချိန်လဲတည်တာဦးရေဖူးဖူးမုတ်လိုက်အောင်ပူနေသေးတယ်เนาะဒါကိုဘာသာကို ပြောပါမယ်မိမာဆိုလို့လေเนาะအဓိကမိမာဆိုလို့မိလို့ရှင်ခတ်သွားမယ်အဲကြောင့်မလို့မိအောင်တော့လုံးဝမလုပ်ပါနဲ့နောက်တယောက်မြက်မြက်သူပြောကြည့်ပါအိမ်မှာပြောဖြစ်လားစားလေးတွေအသုံးဝင်လား ချက်အဲပြောပြပါရင်ချက်တောက်လေ international school ထားမယ်ဆိုရဲစိတ်နေပေါ့နော်အဲငါလည်းတက်မှဖြစ်မယ်ဆိုပြီးတော့အဲနေဒီချက်အတန်ကို join ဖြစ်တာပေါ့နော်အဲအရင်ကဆိုလို့ရှိရင်ချက်အင်္ဂလိပ်စကားကိုပြောဖို့ဆိုလို့ရှိရင်လေဗဇက်ကမထွက်ရဲဘူးပေါ့နော်အခုဒီချက်နဲ့ join ပြီးရဲ့အချိန်မှာအဲတေးတေးချာချာလေးပြောလာနိုင်တယ်ပေါ့ချင်းအဲပြီးတော့ဒီချင်းနဲ့တင်ရကြိုက်တာလေးတစ်ခုကကြာတော့လေးဟိုအလွတ်ကျနေစရာမလိုဘဲနဲ့တခါတည်းပဲခေါင်းထဲရောက်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုအရင်သဘောကျပါလိမ့်ချင်းဟုတ် Thank you so much. Thank you so much for your lovely comment. ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်။တကယ်မေမေတို့မတ်မိနေတယ်၊အသုံးဝင်နေတယ်ဆိုတာကြားလိုက်ရတော့လေ။တကယ်ကိုအကိုဒီထက်စူးစမ်းပြီးတော့မှနောက်ထပ်ကောင်းအောင်ပဲအလှုပ်ဖို့စူးစမ်းပင်ပေါ့နော်။နောက်ထပ်အများကြီးလှုပ်ပါမယ်။ကဲနောက်တစ်ယောက်မတ်မိနာ။အိမ်မှာကလေးတွေနဲ့ပြောပြလား။အဲပြန်ဖြစ်ပါတယ်ဒီချေအရင်တော့ကတော့မိသားစုထဲမှာအင်္ဂလိပ်အညံ့ဆုံးပေါ့ အဲအင်္ဂလိပ်တော့အင်္ဂလိပ်လိုပြောရင်သူတို့တွေကအတန်မပီလို့ဆို why ဟာကြတယ်အော်အခုကတော့ချိုရီချိုရီနဲ့လည်းပြောတဲ့ချိန်တခါတလေသူလည်းပြင်ပေးတယ်ပြင်ချိုရီနဲ့လည်းစာရေးပြီးတော့အဲ့လိုချက်တင်လေးတွေပေါ့နော်စကားအလောက်သူနဲ့ သူကမြန်နေပြောတော့အနေကိုကကျတော့နည်းနည်းနေတော့သူကစိတ်မရှိဘူးစိတ်မရှိတော့ရေးပြီးမှအဲ့လိုမျိုးလေးပြောဖြစ်ပါလေတီချဲအော် okay အခုတော့အိမ်မှာအသက်ဆုံးဖြစ်လာပြီ Oh wow I'm so proud of that ဘယ်တော့မှစာမရတာမရှိဘူးစာအမြဲတမ်းရတယ်เนาะသူလေးအဖေကလည်းပြောတယ်အမလေးအများကြီးတိုးတက်လာတယ်တဲ့ ဟုတ်လားဆိုတက်တည်ရှိတယ်ဗော။ Okay ဆိုကျေးဇူးတင်ပါတယ်။အခုနောက်တစ်ခု class လဲ join ဖြစ်ပါလေအဲ့ဒါကြောင့်လေတိုးတက်မှုရှိလာတော့အားရှိလာတယ်။အဲဟုတ်တယ်ဟုတ်တယ်ဆိုတော့မေမေတို့လူကြားစုလမ်းတင်ပါလေရှိရှိပြောတာကိုမြင်ကျင်တယ်เนาะဆိုတော့ဥမာတကြရုတ်တရက်အပြင်မှာမြင်ရင်လဲဟာ အင်္ဂလိပ်လိုပြောနေတာဘယ်သူပါလဲလို့ကြည့်လိုက်တဲ့ချင်းဒီမမေတွေဖြစ်စေချင်တယ်နော်ဒီမမေတွေဖြစ်စေချင်တယ်ကိုကြည့်မှဟာဒီလူတွေလားဆိုပြီးတော့မှအဲ့ဒီ PT ကိုခံစားချင်းခံစားချင်ပါတယ် thank you so much မမီနာရေ so thank you so much for believing in me ကဲ now တရဘယ်သူကြံသေးလဲမနန်းခင်ရောဖြစ်ပါတယ်တကျ အမ်တတားကခုကဟာနနေနေဆဲလာဆိုတော့တို့ကဟာလေးရှိကြီးတာမှာจ้างထားပေးရ။ဩတူကကျတော့အမ်တူကကျတော့ဟာဗောတူကတီချဲပြရလေးနမပလော့တွေပါကြီးခိုင်းတော့တူကကျတော့အဲ့ရလေးကြီးတယ်ပြီးရင်တူကဟိုဘရေကလောင်ဆော်ရီဟာကြီးတော့တူကတအားပြောတတ်တာ။အင်းဟုတ်တယ်။မင်းတူကလေးမျိုးညံ့ညံ့ပြီးတော့ပြောရဗောအဲ့ဆိုတခါတခါကျတူပါပြောလဲဆိုကွာစဉ်းစားနေရတာ။ဟုတ်တယ်။တူကတော့တူနဲ့တော့အဲ့လိုမျိုးပြောဖြစ်တယ်ဗော။တူနဲ့ပြောဖြစ်တယ်ဆိုတော့ to mean sign chew your food အဲသူအဲကားစီးနေလို့ရှိရင်လည်းအဲ့လိုပြောတယ်ပေါ့နော်လမ်းသွိုင်းနေတယ်တသားပါမြင်လဲ traffic မြင်တယ်အဲအဲ့လိုမျိုးပေါ့လမ်းလမ်းတွေရှုပ်တယ်သူအဲ့လိုတွေကစတာပြောတယ်သူပြုံးလွင့်နေပါတဲ့လဲသူတောင်နေမြင်လို့ရှိရင် high mountain အဲ့လိုတွေကသူပြောတာအော်နန်းခေဟာဟိုမန်းလေးရလား ဟုတ်တယ်ရှင်။အော်အဲ့ဒါဆိုရင်တွေးဖြစ်မှာပါ။နော်ဖြစ်မှာ။ဒါဒီချက်ဒီချက်နဲ့တော့လာတွေးကျင်သေးတယ်။လာခဲ့လို့ရပါပဲ။ဆိုတင်းတင်းရောတင်းတင်းရောဒီချက်နော်မလေးတော်တော်မှတ်ထားရမယ်။ဟုတ်ကဲ့ဒီချက်ကျော်ဖြစ်လာအိမ်မှာတင်းတင်းရေဗီဒီယိုပိတ်ပြီးတင်တာနဲ့ဒီနေ့ဗီဒီယိုဖွင့်ပြီးတင်တာနဲ့ဘာတွေကွာလဲ ဟုတ်ပါတမိလေးကအရင်ချီကြနေတော့လေဟာဗီဒီယိုလေးပိတ်ပိတ်ထားတယ်။อืมဟုတ်တယ်။ကလေးပေါ်မှာပြီးသင်ရင်တောင်မှအင်္ဂလိပ်လိုပြောဖြစ်လာဘလို့လဲ။ဟာတမိလေးကဟိုတနစ်ကျော်ပဲရှိသေးတော့အရင်တော့မပြောပြဘူးချင်းဟို don't touch my phone တို့ no shout တို့အဲ့လိုလေးတော့ပြောပြတယ်ချင်း။အတော်လေးတွေလောက်ပဲပြောပြ။အေးပေါ့အေးပေါ့ကိုဟာပေါ့ကိုရတယ်လို့ကိုလက်လမ်းမိတယ်လို့ပြောရမှာပဲလीနော်။ဆိုကောင်းပါတယ်။ ဆိုဘသူကြံသေးလဲ do we have any other person ဘသူမှမကြံတော့အကုန်ပြီးပြီအော် Zara Zara ထွက်သွားတယ်ရှိလား okay yeah i'm here teacher အဲ့ဒါတော့ကောင်းကောင်းပြောဖြစ်ပါတယ်ဟုတ်လားပြောပါတယ် teacher ဟုတ်အခုလဲတမီးနဲ့ဆိုအမေရိကန်နဲ့အခုပဲစကားပြောနေ teacher teacher မဝင် ြောတယ်တော်သားသမီးလည်းနည်းနည်းလေးတို့ကစေကျော်တက်ဝင်နေပြီဆိုတော့နှစ်ယောက်လုံးနဲ့အမေကအင်္ဂလိပ်လိုမပြောလို့မရအောင်မေမေတို့အခုဒီမှာဥပမာနောက်တယောက်မေမေတို့အခုငငယ်တုန်းကမပြောရင်အဲစေကျော်တက်မှာဆိုပို့ပြောပေးရတယ်ဟုတ်တယ်မလားစာပို့ပြောပေးရတယ်ဟုတ်တယ်ဒီချက်တော့သူကမေမေတို့ပြောတာကိုသူကမြင်ကျင်နေဆိုတော့မေမေတို့ပြောတဲ့အခါမှာဝမ်းသာတယ် relationship တွေပိုကောင်းတယ် မနေ့ပိုင်းကတော့ပြောနေကြတော့ hurry up don't forget your pe suit အဲ့ဒါပဲလေဒီချက် to be inji whistle အမြဲတမ်းမိတယ်ဒီချက်အော် change your clothes အဲ့လိုမျိုးအမြဲတမ်းလေအခုဒီချိန်ဆို sleep early ဆိုတာအမြဲတမ်းပြောရတယ်အေးပေါ့အေးပေါ့ပြောဖြစ်နေရင်ကိုအဓိကပါတကယ်စူးစမ်းတဲ့အထဲမှာဒီတယောက်လဲပါတယ်တော်တော်စူးစမ်းတယ်သူလဲလीဆိုတော့မေမေတို့ bed 6က तू က ဘက်စစ်ကနေတက်တာမဟုတ်သူကဒီချန်နဲ့ intermediate အတန်းကလေးကတက်တာအဲ့ဒါဖေမေတန်းလဲတက်ကြည့်အောင်မယ်ဒီတန်းကိုစမ်းကြည့်အောင်မယ်ဆိုပြီးတော့မှဝင်လာပြောစရာကြီးဟုတ်တယ်ပြောစရာကြီးတယ်ဟုတ်တယ်ဘာပြောပြောဟုတ်တယ်အကုန်လုံးတော့ knowledge တွေရတယ်ဒီချေဟုတ်အင်းလည်းပြောပြကြဆိုရင်တသားဆိုလည်းအမြင်သူအမှိုက်ပုံလေးကိုမထည့်ဘူးတိချေအဲ့ဒါဆိုလို့ရှိရင် throw it throw it in the dustbin အမြင်အမှိုက်ပုံနဲ့သူချောကလက်စားပြီးရင် ဒီချဲသူဟွာဖြစ်ပြီမလွတ်ပြစ်တို့ဒီစာအုပ်တွေအန်ဆွဲလေးတွေမှာတိန်းထားတာဒီချဲကအများကြီးပဲ။အော်ခွန်လေးတွေအဲဆိုအများတန်းပြောရတယ်ဒီချဲအတော့အတော့ဝင်နေကျေးဇူးပါဒီချဲအတော့ဝင်ပါ Oh. It's my pleasure, guys. Along Jesus, my dear Marie, just go ma. Nala, a pillow. Nala, quadi. Just be all the low. Choose a pillow. Di, yau tongze gabe. Oh, mama, be a So thank you so much, everyone. Thank you so much for believing in me. And dilam yo English sagago. Satai diluri opie male. Chen na intu je chen just be all Yo, go kali. Yo, to a nian. Choose bano. တန်ကျေပြမတွေ့ချင်းနဲ့ပြောလို့လေမြောင်းရီမဲဆောက်လာလေပါလို့ဘလောက်လောက်တရက်ကိုဘယ်နှကြောင်းလောက်ပြောဖြစ်လဲမေဦးမောင်ကြီးကလီးတွေနမ်းမလားအိမ်မှာပြောဖြစ်တာဟုတ်ကလီးကလီးနှစ်ယောက်နဲ့အော်ကလီးနှစ်ယောက်နဲ့ဆိုတော့ရအောင်ပြောမယ်ရအောင်ကိုပြောမယ်ဟုတ်ဟာရအောင်ပြောမယ်အငယ်လေးကအိမ်မှာပဲရှိတယ်ဒီဟုတ်အော်โอเคရှိတဲ့တယောက်နဲ့နားညီအောင်ပြောမယ် နော်နောက်ထပ်အများကြီးပြောပါမယ်ဆိုတော့ကိုအိမ်မှာဗာလေးတွေပြောဖြစ်လဲတင်မိသားလေးတွေပြောဖြစ်လားอืมนัทธา wash your face brush your teeth be we are any late တော့တင်နေ edit up လို့ပေါ့အစားစားချင်းအကြောင်းပို့ကနောက်ကြရခြင်းအဲဟုတ်ပါပြီ ဆိုတော့အဲ့ဒါလေးတွေလည်းပြောပါနောက်ထပ်များများရအောင်ပြောပါနော်အများကြီးရစေချင်တယ်ဆိုတော့ဒီနေ့တင်တဲ့အဲ့ဒီဟိုအပိုင်းนี่လေထည့်ပေးဦးမှာဆိုတော့မမေတို့အိမ်မှာများများပြောတဲ့လူကကောင်းကောင်းရသွားမှာပဲနော်ဆိုကဲနောက်တစ်ယောက်ကိုမေးကြည့်မယ်မေရနာခင်မေရနာခင်ပြောဖြစ်လာအိမ်မှာကဲပြောဖြစ်လာဆိုတော့လေပြောတော့ပြောဖြစ်တယ်ဒါပေမဲ့လေသမီးကလေးတွေကအရန်ငယ်သေးတော့တိတ်နားမလဲဘူးမမလုံနဲ့အင်္ဂလိပ်လုံနဲ့အဲ့လိုပြောတယ်ပေါ့နော် တကယ်တော့မပြောပြဘူးဆိုတော့မှဟိုဟာတိချက်ဟာနားထောင်နေနားထောင်ရင်းနဲ့နောက်ကနေအဲ့လိုလိုက်ပြောတယ်အဲ့လိုမျိုးတော့လေးစင်းဖြစ်တယ်။အော်တကူတကတော့ဟိုလိုမျိုးတော့မပြောဖြစ်ဘူး။ဟုတ်။အဲ့လိုမျိုးပါပဲ။အော်24နိုင် English လိုပဲအိမ်မှာမပြောကြပါဘူးเนาะမြန်မာလိုပြောလိုက် English လိုပြောလိုက်ပြီးလို့ရှင်ကိုသူတို့တက်စီချင်တဲ့ဟာပြောလိုက်အဲ့လိုမျိုးပါပဲဆိုတော့အိမ်မှာပြောဖြစ်ဖို့အရေးကြီးတယ်။ဆိုတော့ကိုကိုကိုတရက်ကို15ကြောင်းအကြောင်း20ပြောဖြစ်နေတာမှဒါတော်တော်လေးပြောဖြစ်နေပြီ။ဆိုတော့အဲ့ဒါကို keep it up လုပ်ရုံပဲ။ နော်ဆိုနောက်တစ်ယောက်ကိုမေးကြည့်ပါမယ်